ောက်ပြန်ဖို့အရန်လွယ်နေတဲ့ခေကြီးထဲမှာလေတစ္ဆာရှိတဲ့လက်တွဲပေါ်ကိုရထားတဲ့သူတွေကတိတ်ကိုကန်ကောင်းတယ်လို့ပြောရမယ်သိလားအခုခက်ကလေအကုန်လုံးမဟုတ်ပေမဲ့များသောအားဖြင့်အလွယ်တကူဖောက်ပြန်နေကြတာကွယ်သူတို့ကကြတော့သူတို့ပျော်သွားလို့ခဏတာအပျော်အတွက်နဲ့ဒီလောက်ရမျိုးလှုပ်လိုက်တာသူတို့ကတော့ပျော်ရတယ်ဟုတ်တယ်ပိုင်ရှင်ရှိရနဲ့ဖောက်ပြန်နေနိုင်နေကတော့ပြီးသွားပြီပေါ့နော်လူပြိုအပြိုအတူတူနေလို့ရတယ်ချစ်လို့ရတယ်ကြိုက်လို့ရတယ်ကိုကြိုက်တဲ့သူကိုကိုချစ်ပိုင်ခွင့်ရှိတယ် ကိုဖြစ်ချင်တဲ့သူနဲ့ကိုရဲ့သွေးသားဆန္ဒအရာဖြစ်ခွင့်ရှိတယ်။အဲဒါမှမဟုတ်ဘဲနဲ့ ZRTN မျိုးများအားလုံးမင်္ဂလာပါရှင်ဒီဗီဒီယိုလေးကအချစ်ရေးအိမ်ဆောင်ရေးအတွက်အသိပညာဗဟုသုတရစရာကောင်းတဲ့အတွက်ကြောင့်တင်ဆက်ပေးလိုက်ပါရရှင်။ကျမနဲ့အတူကြည့်ဖို့ဖိတ်ခေါ်ပါရရှင်။ဟောက်ပြန်မအရန်လွယ်နေတဲ့ခေကြီးထဲမှာလေတစ္ဆာရှိတဲ့လက်တွဲပေါ်ရထားတဲ့သူတွေကတိတ်ကိုကန်ကောင်းတယ်လို့ပြောရမယ်သိလား။အခုခက်ကလေ အကုန်လုံးမဟုတ်ပေမဲ့များသောအားဖြင့်အလွယ်တကူဖောက်ပြန်နေကြတာကွယ်သူတို့အားကြတော့သူတို့ပျော်သွားလို့ခဏတာအပျော်အတွက်နဲ့ဒီလောက်ရမျိုးလှုပ်လိုက်တာသူတို့ကတော့ပျော်သွားတယ်ဟုတ်တယ်ပိုင်ရှင်ရှိရနဲ့ဖောက်ပြန်တဲ့သူကလည်းပျော်ရတယ်။ပိုင်ရှင်ရှိမဲ့တည့်ရနဲ့လာပတ်သက်တဲ့သူကလည်းပျော်ရတယ်။မပျော်ရတာကဖောက်ပြန်ခံရတဲ့သူတွေ။သူတို့ကဘာမှအမှားမလုပ်ဖက်နဲ့မပျော်ရတာ။ပူလောင်ရတယ်၊စိတ်ဆင်းရရတယ်။သိလား။အဲ့မှာလူတွေကအလွယ်တကူပြောတာတခုရှိသေးတယ်။ ဖောက်ပြန်ခံရရင်နဲ့ခွင့်လွတ်နိုင်ရင်ခွင့်လွတ်ခွင့်မလွတ်နိုင်လို့ရှိရင်စွန့်လွတ်လိုက်တဲ့ဟုတ်ပြီကျမတို့ခွင့်လွတ်လိုက်ပါပြီတဲ့ခွင့်လွတ်လိုက်တဲ့သူကရောအပြည့်အဝပျော်ရမယ်လို့ထင်လားမပျော်ရဘူးသူ့မှာလေတစ္ဆာဖောက်ခံရတော့မှလည်းမပျော်ရဘူးခွင့်လွတ်လိုက်တော့လည်းမပျော်ရဘူးအပြည့်အဝပျော်ရတယ်ဆိုတာမျိုးမရှိတော့ဘူးအဲ့လိုဆိုလို့ဆုံးလွတ်လိုက်ရင်ရောဆုံးလွတ်လိုက်တဲ့သူကလည်းမပျော်ရဘူးကွယ်ဆုံးလွတ်တဲ့သူတွေကကြတော့ခဏတစ်ဖြုတ်ပေါ့အဲတလားနှစ်လားလောက်ပဲဖြစ်ဖြစ်၃-၅လလောက်ပဲဖြစ်အရင်အသေးအံခံစားရတယ်ကွယ် ဲ့ဒါပြီးလို့စိတ်အဆင်ပြေသွားတယ်လို့မထင်နဲ့နောက် relationship ပြန်ဆတဲ့အခါကျလို့ရှင်သူ့ရဲ့ရထားတဲ့စိတ်ထင်ရအရာလေနောက်လူကိုမယုံတော့တာသိရမလားနောက်လူကမြာအရင်လူလိုမျိုးတစ္ဆာဖောက်သွားမလားဘာညာအဲ့လိုမျိုးအတွေးတွေရှိတတ်တယ်အတွေးတွေနဲ့တန်နေရတဲ့တောက်လျှောက်ဝင်နေတော့နောက်လူနဲ့လည်းအဆင်မပြေတာမျိုးတွေဖြစ်တတ်တယ်အဲ့တော့ပြောချင်တာကလေကိုကတစ္ဆာမရှိနိုင်ဘူးကိုကိုချင်းတရားကိုမထိန်နိုင်ဘူးဆိုလို့ရှိရင်လေတယောက်တည်းနေရအကောင်းဆုံးပဲဒါမို့လို့ရှိရင်လဲကွာအပျော်ဆက်ဆံလို့ရတယ်ဆက်ဆံရည်အများကြီးရှိရယ်တိလား အဲ့လိုလူအချင်းချင်းပေါ့ကွာဟိုကိုချင်းတရားမထိန်နိုင်တဲ့လူအချင်းချင်းပဲတွဲကြအဲ့ဒါအကောင်ဆုံးပဲမဟုတ်လို့ရှိရင်လေတစ်ဖက်လူကွာနင်းထိုင်နေစိတ်ထင်ရရသွားတဲ့အစိတ်ပိုင်းကြီးအများကြီးရှိတယ်အဲ့တော့နှိုးနှစ်ဖက်အတွက်မကောင်းနေနော်တိ့လားအဲ့နိုင်နေရတော့ပြီးသွားပြီပေါ့နော်လူပြိုအပြိုအတူတူနေလို့ရတယ်ချစ်လို့ရတယ်ကြိုက်လို့ရတယ်ကိုကြိုက်တဲ့သူကိုကိုချစ်ပိုင်ခွင့်ရှိတယ် ကိုဖြစ်ချင်တဲ့သူနဲ့ကိုရဲ့သွေးသားဆန္ဒအရဖြစ်ခွင့်ရှိတယ်။အဲဒါမှမဟုတ်ဘဲနဲ့ကိုကဒီသွေးသားကိုရောင်းစားနေတဲ့မျိုးသမီးဆိုလဲကိစ္စမရှိဘူး။သူပတ်ဆံရလို့ဆိုပြီးတော့သွေးသားကိုရောင်းစားလို့ရတယ်။ဒီလိုမိန်းကလေးတွေကိုအပြစ်မပြောဘူး။ဒါကသူတို့ရဲ့ဘဝသူတို့ရဲ့ရည်တည်မှုနဲ့သူတို့လေ။ဒါပေမဲ့သူများရဲ့အိမ်တော်ရေးကိုစိတ်ဒုက္ခလေးနည်းနည်းလောက်ပေးလိုက်ရမှကျေနပ်တဲ့အမျိုးသမီးလေးလည်းရှိတယ်ဒီလားဒီဗာလင်တိုင်းမှာ။ အိမ်အောင်ရှိနေရလဲသိတယ်ကလေးရှိနေရလဲသိတယ်မိန်းမရှိနေရလဲသိတယ်သူတို့မိသားစုအဆင်မပြေဖြစ်နေတာမှန်သိရတဲ့နဲ့ surprise လောက်ခိုင်းတဲ့မိန်းကလေးတွေရှိတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ကထင်ပေါ်ခြင်းမီသူတို့ကသူများပေးတာသူတို့သူကြီးစားဘာပေးတာ သူများကြီးစားကဘာပေးတာဆိုတော့ဟာမျိုးကိုသူတို့ကလိုချင်တယ်။ဒါပေမဲ့သူတို့နဲ့ပတ်သက်နေတဲ့လူကအိမ်အောင်တယ်လေ။အိမ်အောင်တယ်လေ။ပတ်သက်လို့ရတယ်။ တတ်လို့ရတယ်လူပြိုတွေနဲ့ကြိုက်လောက်ပတ်သက်ကြိုက်လောက်ခုံစားစမ်းမှာဟုတ်တယ်မို့လားဘာဖြစ်လို့အိမ်အောင်တယ်ဦးမှာသွားပတ်သက်ပြီးတော့ကြာသူများမိသားစုကိုမပြိုခွဲပြိုခွဲအောင်ဘိုင်ကြီးနဲ့မိန်းမမျက်ရည်မကြကြအောင် ကလေးတွေဒုက္ခမရောက်ရအောင်ဘာဖြစ်လို့ဒီလိုမျိုးကြီးသွားပြီးဖြတ်စည်းခြင်းတွေလည်းမသိတာပစံပေးပြီးတော့ကြတော့သူတို့ရဲ့အသွေးသားကိုရောင်းစားတဲ့မိန်းကလေးကမှတေးသေးချာချာသူများရဲ့မယံငယ်သူများရဲ့မယံငယ်ဖြစ်ချင်နေတဲ့မိန်းကလေးထက်ဆိုင်တော်သေးတယ် တော်သေးတယ်။သူတို့ကပတ်စံရရတဲ့အတွက်သူတို့ရဲ့အသေးသားကိုရောင်းစားတယ်။ဒါသူတို့ကိုဘယ်လိုပြောမလဲ။ကဲရစရာမလိုဘူး။ဒါသူတို့ရဲ့အတမွေးဝမ်းကြောင်းနဲ့ဆိုင်နေဟာသူတို့ရဲ့လမ်းကိုသူတို့ရွေးတာဖြစ်တဲ့ဒါကဲရစရာမလိုဘူး။ချစ်ကိုဖမ်းပြပြီးတော့မယငယ်သူများရဲ့အိမ်တော်ကိုဖျက်ဆီးနေတဲ့ main ကလေးတွေရကြတော့လေဒီဗီဒီယိုလေးကိုကြည့်ပြီးသွားပြီဆိုတော့ ကိုအမြင်ကိုခံစားချက်ကိုအတွေ့အကြုံလေးတွေကိုလည်းမျှဝေပေးခဲ့ပါအောင်ရှင်။ကျမတို့တင်ဆက်သမျှမလွတ်တမ်းကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ ZRTN channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ခဲ့ပေးပါအောင်ရှင်။ကောင်းသောနေ့ရက်လေးဖြစ်ပါစေရှင်။